ကနာချိုကမိန်းမတော်ကလို့စွမ်းဆောင်ရင်ကောင်းနေမြားသေးလို့တင်းချပံမိုးပေးနေတယ်ဆိုရဲမာရက်စကမိန်းတော်မမေလာများဘလူးလိုင်းကင်းကနေကြိုးစားလိုက်ပါရင်ချဲစီနီးပြအန်ဆိုမာရက်စကရဲ့အလန်ချန်လိုကနာချိုနဲ့ပတ်သက်ပြီးပြောခဲ့ရတဲ့စကားတွေဟာတကယ်ကိုစိတ်ဝင်စားစရာပါမာရက်စကကကနာချိုအတွက်စွမ်းဆောင်ရင်တရားခိုင်လို့အဖြစ်ကိုမရောက်သေးဘူးဒါပေမဲ့သူအစွမ်းကုန်ကြိုးစားနေပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတယ်ကျွန်တော်လည်းဝိုင်းပြီးတော့ကြိုးစားပေးနေတယ်၊ကူညီပေးနေတယ်လို့ပြောခဲ့တာကကနာချိုရဲ့လက်ရှိအခြေအနေနဲ့အနာဂတ်လာလာကိုထင်အပြသားနေပါရင်အန်ဆိုမာရက်စကရဲ့ပြောချက်ချက်ဟာကနာချိုရဲ့လက်ရှိစွမ်းဆောင်ရင်သူ့ရဲ့လာလာတွေကိုဖော်ပြထားတာပါ ကာနာချောမန်ယူကနေချဲစီတန်ကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်သူရဲ့ပထမအဆုံးဂိုးကိုရှာတွေ့နိုင်ခဲ့ပြီဖြစ်ပေမဲ့အသင်းသင်းနဲ့အသားကြဖို့အတွက်တော့ရုန်းကန်နေရဆဲဖြစ်ပါရင်ဒါပေမဲ့အချိန်နဲ့ကြာလာတဲ့အမြောက်ကာနာချောကပိုကောင်းတဲ့ကစားသမားတယောက်အဖြစ်မိန်မတော်ကလိုခြေဆွမ်းမျိုးပြောင်းလဲရရှိလာလိမ့်မယ်လို့မိုင်းစကာကယုံကြည်နေပါရင်မိုင်းစကာရဲ့စကားကကာနာချောရဲ့စွမ်းရည်ဟာအခုထိအပြည့်အဝမထွက်ပေါ်သေးဘူးလို့ဆိုလိုတာပါဒါကကာနာချောရဲ့အားသာချက်တွေနဲ့အားနည်းချက်တွေကိုပြသနေပြီးသူရဲ့ဖွံ့ဖြိုးမှုအတွက်အသင်းရဲ့နှီးပြအဖွဲ့ကဘယ်လိုကူညီပေးနေလဲဆိုတာကိုလည်းမိုင်းစကာကပြောပြထားပါရင် မိုင်းစကိုင်းစကားထဲမှာစွမ်းကုန်စူးစမ်းနေရဆိုတဲ့အချက်ကကာနာချွဲရဲ့လုံလဝရိယနဲ့တိုးတက်လို့တဲ့စိတ်ဆန္ဒကိုပြသနေပါတယ်။ဒါအပြင်ကျွန်တော်တို့လည်း WiFi လုံးဆောင်ပေးနေတယ်ဆိုတဲ့အချက်ကနီးပြအဖွဲ့ဟာကာနာချွဲရဲ့အလားအလာကိုပြေဝထုတ်ဖော်နိုင်ဖို့စီမံထားတယ်ဆိုတာထင်ရှားစေပါတယ်။ ကနာချွန်းရဲ့ကစားပေါ်ဟောင်းအမြန်တော့အလင်းခေါင်းနှုံးနဲ့ဘောလုံးကိုထိန်းချုပ်နိုင်မှုတွေနဲ့ထူးခြားပါတယ်။သူဟာဘယ်တော်မန်တိုင်းစစ်မှုတူးအနေနဲ့ပြိုင်မဲ့ခံစစ်ကိုဖျက်ချောင်းနိုင်ပြီးဂေါ်ရီယာရင်ဝင်ရောက်နိုင်တဲ့စွမ်းရည်ရှိသူဖြစ်ပါတယ်။ဒါပေမဲ့ကနာချွန်းရဲ့အားနည်းချက်တွေကလည်းရှိနေပါသေးတယ်။မိုင်းစကာရဲ့ပြောကြားချက်အရသူ့ရဲ့ခွင့်ရေးတွေကိုအဆုံးသတ်နိုင်မှုဟာပုံမှန်တွေ့တဲ့ဖို့လိုအပ်နေရကိုမြင်တွေ့ရပါတယ်။ဒါအပြင်သူ့ရဲ့ဆုံးဖြတ်ချက်ချမှုဟာတခါနေရာမှာမတည်ငြိမ်သေးဘူးလို့တဲ့အသလက်တစ်ရဲ့ဆောင်းပါးတဲ့ပုံမှာဖော်ပြထားပါတယ်။ဟုတ်ပါလေပေါင်းတဲ့ပွဲမှာသူကဂိုးဖန်နေမှုအတွက်ခွင့်ရခဲ့ပေမဲ့မတိကျတဲ့ဘောလုံးပေးမှုတွေကြောင့်ချင်းစီအနေနဲ့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။ မိုင်းစကားရင်ကျွန်တော်လည်းဝိုင်းပြီးလုံးဆောင်ပေးနေရဆိုရင်စကားကချင်းစီနီပြဖွဲ့ဟာဂါနာချွဲဆွမ်းရင်ကိုအပြေးဝပေါ်ထုတ်နိုင်မှုအတွက်အာယုံဆိုင်နေရဆိုတာကိုပြသရာရောက်ပါရင်မိုင်းစကားလူငယ်စာမားတွေကိုဖွံ့ဖြိုးစေရမှာထိုးချွနယ်လို့နာမည်ရထားသူဖြစ်ပြီးမန်စီးတီးလူငယ်အကယ်ဒမီကနေကိုပါမာဂျေဒန်ဆန်ချိုဘရိုင်းတီယက်တို့လိုထိတဲ့လူငယ်ကျယ်ဝင်းတွေကိုမွေးထုတ်ပေးနိုင်တဲ့မှတ်တမ်းမျိုးရှိပါရင်ဒါကြောင့်ဂါနာချိုကိုဘလို့ကင်တွေရမယ်ဆိုတာမိုင်းစကားနေနဲ့ကောင်းကောင်းကြီးသဘောပေါက်ထားမယ်လို့ယူဆရပါရင် လက်ရှိမှာတော့မိုင်းစကာကာနာချွေးရဲ့အလင်းခေါင်တော့ကိုထိန်းသိမ်းရင်သူ့ရဲ့ဆုံးဖြတ်ချက်ချဖို့နဲ့အခွင့်အရေးတွေကိုအဆုံးသတ်နိုင်မှုတွေကိုတွတ်တက်အောင်လေ့ကျင့်ပေးနေပါတယ်။ကာနာချွေးဟာအသက်၂၁နှစ်တည်းရှိသေးတာကြောင့်သူ့ရဲ့အလားလာကအများကြီးမျှော်လင့်ထားလို့ရနိုင်ပါတယ်။မိုင်းစကာရဲ့ပြောကြားချက်ကစွမ်းဆောင်ရည်တရားခိုင်နှုန်းကိုမရောက်သေးဘူးဆိုပေမဲ့ဒါကာနာချွေးရဲ့အနာဂတ်မှာပုံမတော်ပါလာနေတယ်ဆိုတဲ့အချက်ကိုသူယူမှန်းထားတယ်ဆိုတာသိရပါတယ်။ တချို့တော့ရှိပါတယ်ကာနာချွာရေချင်းကောင်းတွေကိုပိုင်းဆိုင်ထားတဲ့လူငယ်ကျယ်ဝင်တူးဆိုတာကျွန်တော်မမြင်လို့ပါဘူး။ဒါပေမဲ့ဆင်းရဲပိုင်းဆိုင်ရတဲ့ပတ်သက်လို့မင်းရင်ကျက်သေးဘူးဆိုတာကိုတော့ထောက်ပြချင်ပါတယ်။ဒီရချက်ကပဲသူရဲ့ကစားမဘွားကိုနောက်တစ်ဆင့်မြောင်းစီခဲ့ပဲဆွဲချနေရဖြစ်ပါတယ်။မိုင်းစကာနီနဲ့ဒါကိုကောင်းစွာအကင်တွင်နိုင်မယ်လို့ယုံကြည်ပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်လဲပြောပြခဲ့ကြပါဦး။အစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။